ောင်းသမီးတို့အားလုံးမင်္ဂလာပါဆရာကဆရာမင်းပါ grade 7တင်ချာတင်ဦးတဲ့များကိုမျှဝေတင်ချပေးပါမယ်ဆရာတို့ဒီနေ့လေ့လာရမယ့်သင်ခန်းစာလေးကတင်ချာနဲ့ရယ်ဆရာတို့အခန်းတဲ့1.3.2ရဲ့နဗျာစတုကန်ကိုထွက်ဝက်ပိုင်းဖြတ်ခြင်းဆရာတို့ဒီလာရအောင်ဆရာတို့နဗျာစတုကန်တွေကိုထွက်ဝက်လိုပိုင်းဖြတ်မလဲဆိုတော့ဆရာတို့ဒီလာကြရအောင်အဲ့တော့သင်ခန်းစာမလေ့လာခင်မှာဆရာတို့ကသင်ခန်းစာရဲ့ရွေးချယ်လေးရှိတဲ့ တော့သင်ကန်းစာရည်ကြလေးကနှစ်ပြိုင်စတုကန်တစ်ခုရဲ့တောင်းပြမြင့်တစ်ခုကထိုနှစ်ပြိုင်စတုကန်ကိုထုတ်ဝက်ပိုင်းပြပြီးတော့ဆရာတို့ထပ်တူညီတိကန်တစ်ခုဖြစ်ပေါ်စေတဲ့အကြောင်းကိုလက်တွေ့ဆန်းသတ်ခြင်းလေးပြုလို့ရပါဖြစ်တယ်။ဟုတ်ပြီနော်။ဒါဆိုရင်ဆရာတို့လက်တွေ့ဆန်းသတ်ခြင်းလေးလောက်လိုက်ရအောင်။ကဲဒါဆိုရင်ဆရာတို့အခုဆရာပြထားတဲ့ပုံလေးကိုဗာပုံလေးလည်းအတိတာပါเนาะဒါလေးဆရာတို့ကလေးလေးတောင်ပြီးဟုတ်တယ်ဆရာတို့ကအနေပြန်စတုကန် ောက်ပြီเนาะဒါဆိုရင်နပြိုင်စတုကန်ဆိုတော့မျက်နှာချင်းဆိုင်နားကြီးပါဖြစ်နေရတယ်ပြိုင်နေတာเนาะအဲ့တော့မျက်နှာချင်းဆိုင်နားကြီးပြိုင်နေတာကိုဆရာတို့ကနပြိုင်စတုကန်ပြီးတော့ဘာညီတိလဲရှင်မာနပြိုင်စတုကန်နေအကြောင်းလေးလာခဲ့တယ်မျက်နှာချင်းဆိုင်တောင်းနေလဲပဲဘာဖြစ်လဲညီတယ်ဟုတ်ပြီနပြိုင်စတုကန်အဲ့နပြိုင်စတုကန်ကိုဆရာတို့ကလက်လေးစံသက်ချင်ပြီးလုပ်ကြမယ်အဲ့တော့ဘာလို့ရမလဲဆိုတော့ဆရာနဲ့အတူတူလက်တွေ့လိုက်လုံးမယ်အဲ့တော့ဆရာရဲ့ lot ရဲ့ယူလိုက်မယ်ဆိုင်လော့တရယူပြီးတော့အဲ့ဒီဆိုင်လော့ကလေးပေါ်မှာဆရာတို့က နာမည်ပြန်စတုဂံလေးဆွဲလိုက်မယ်နာမည်ပေးလိုက်မယ် a b c d ပြီးတော့ရင်ဆရာတို့ကအဲ့ဒီနာမည်လေးတွေကိုဆရာတို့ကအတွင်းဘက်မှာလည်းပဲပေးလိုက်အတွင်းဘက်မှာလည်းပဲဆရာတို့က e b c d အလိုလေးအတွင်းဘက်မှာလည်းပေးထားအတွင်းဘက်မှာလည်းပေးပါပြီးတော့ရင်ဆရာတို့ကမလုပ်ရမလဲဆိုတော့ down ဖြတ်မြင်လေးဖြတ် ဘာဖြတ်မြင်လေးတစ်ချောင်းဆွဲလိုက်မယ်။ဟောပြီးသွားလို့ရှိရင်ဆရာတို့ကခုနကတော့ဆွဲထားတဲ့အနေပြင်စတုကန်ရဲ့ပပက်လေးဘာလို့လိုက်မှာလဲဆိုတော့ကက်ကြီးလေးနဲ့ညံလိုက်မယ်။ဆရာတော့ဒါလေးနဲ့လီလိုက်မယ်ပေါ့။တော့တော့ကက်ကြီးလေးနဲ့ညံထုတ်လိုက်ပါ။ဒါဆိုရင်ဆရာတို့ကအနေပြင်စတုကန်ရဲ့လီပီသားလေးရသွားမယ်။ပြီးတော့မှအဲ့ဒီအနေပြင်စတုကန်လေးကိုဆရာတို့ကဘာလို့ရမလဲဆိုတော့ဟောဒီမှာရှိတဲ့နံပါတ်လေးတွေကဆရာတို့ကဟောဒီ angle e ဒီ တောင်ပြတ်မြင်းလေးဆွဲလိုက်တဲ့အခါကျတော့ angle e down number လေးကဟောဒီဘစ်ချန်းကိုလည်းပါသွားမယ်ဒီဘစ်ချန်းကိုလည်းပါသွား angle c လေးကလည်းဟောဒီဘစ်ချန်းလည်းပါသွားမယ်ဒီဘစ်ချန်းလည်းပါသွားမယ်ဒါကြောင့်မလို့ဆရာတို့ကဒီမှာ number လေးကြီးပါလို့မလဲခွဲပြီးတော့ရေးလိုက်မယ်ဒီဘက်မှာလည်း angle e ဒီဘက်ကလည်း e ပဲဒီဘစ်ချန်းလေးကလည်း e ပဲအဲဆိုဒီဘက်ကလည်းသူက angle c ဒီဘက်မှာလည်း c ပဲဒီဘက်မှာလည်း c ပဲ အဲဒီလိုမျိုးလေးခွဲရေးလိုက်မယ်ဟုတ်ပြီเนาะဒါဆိုရင်ဆရာတို့ကအငယ်နာမည်လေးတွေမှတ်ပြီးသွားပြီဒါဆိုဆရာတို့ကလူတွေ့စံသက်ရှင်လေးလုံးမှာဖြစ်တဲ့အတွက်ဟောဒီမူနာကကကြီးနဲ့ညှက်ထားတဲ့အနေပြန်စတုကန်ပေါ်မှာဆရာတို့ကဟောဒီတောင်းပြန်မြင်လေးတဲ့တဲ့အတိုင်းကိုဆရာတို့ကကကြီးလေးနဲ့ညှက်ထုတ်လိုက်မယ်ကကြီးလေးနဲ့ညှက်လိုက်မယ်ဟောကကြီးလေးနဲ့ညှက်လိုက်ပြီဆိုရင်ဆရာတို့ကအနေပြန်စတုကန်လေးဒီပလဲကောင်ကနေထွက်ဝဲပိုင်းလိုက်တော့ဒီလိုနှစ်ချမ်းဖြစ်သွားပါ ဟုတ်ပြီနော်ဒီလိုမျိုးနှစ်ချမ်းဖြစ်သွားဟောနှစ်ချမ်းရွားပြီဆိုလို့ရှိရင်ဇာတို့ကအဲ့ဒီနှစ်ချမ်းကိုလေတွေ့ဆန်းသက်ချက်လေးလုပ်မယ်ဒါဆိုရင်ဇာတို့က180ဒီဂရီလှည့်ပြီးတော့ဟောဒီဘက်က angle ADC triangle လေးကဟောဒီဘက်က angle ABC ဘောကိုဇာတို့က180ဒီဂရီလှည့်ပြီးတော့ထန်လိုက်မယ်เออถ้าไล่တော့บาปิจองเตียแล้วลุติสันตัจจิ เนาะအဲ့တော့ထပ်လိုက်တဲ့အခါမှာဆရာတို့ကဒရိကန်နှစ်ခုရတယ်ဒရိကန်နှစ်ခုကယူယူဒရိကန်နှစ်ခုရနေရလားထပ်တူညီဒရိကန်နှစ်ခုရလာလားဆိုတော့ထပ်တူညီရဲ့ဒရိကန်နှစ်ခုရဒါကြောင့်မလို့ဆရာတို့ကဒီလက်တွေ့စံသက်ချက်ကနေရရှိတဲ့ triangle ADC ဒီ triangle ABC ပေါ်မှာတထပ်ထည့်ကြားရောက်နေကြောင်းဆရာတို့တွေ့ရရင်တောင်းဖြတ်မြင်ဒါကြောင့်တထပ်ထည့်ကြားနေတဲ့အတွက်သူဒီဆရာတို့ဖြတ်လိုက်တဲ့ဟောဒီ EC တောင်းဖြတ်မြင်လေးဒီ အနေပြန်စတုကန် ABCD ကိုဘာဖြစ်လဲထက်ဝက်ပိုင်းနေထက်ဝက်ပိုင်းလို့မလို့ဆရာတို့ကထက်တူညီနှစ်ခုရရှိရတကယ်လို့သာသူကတစ်ဖက်ဖက်ကိုပါနေမယ်တောင်ဖြတ်မြင်းလေးကထက်ဝက်ကိုမပိုင်းဘူးတစ်ဖက်ဖက်ပါနေမယ်ဆိုဆရာတို့ကထက်တူညီဒရိကန်ရမှာမဟုတ်ဟုတ်ပြီနော်ဒါကြောင့်မလို့ဆရာတို့တွေသူဒီထက်ဝက်ပိုင်းအားလို့ ောင်ပြန်မြင်လေး AC ကထဝက်ပိုင်းတော့လို့ထပ်တူညီတိကံရရှိရတာဒါဆိုဆရာတို့မတ်စုလေးထုတ်လို့ရပြီအနေပြန်စတုကံတစ်ခုရဲ့တောင်ပြန်မြင်တစ်ခုသည်ထိုအနေပြန်စတုကံကိုထပ်ဝက်ပိုင်းပြီးတော့ထပ်တူညီတိကံနှစ်ခုကိုဖြစ်ပေါ်စေသည်ဟောဆရာတို့တွေကကွာအနေပြန်စတုကံကိုတောင်ပြန်မြင်ကဖြတ်လို့ရှိရင်တိကံထပ်တူညီတိကံနှစ်ခုရတယ်ကွာဆိုပြီးတော့ဆရာတို့ပြောလို့ယုံပါလားဘာလို့သမီးတို့ကိုယ်တိုင်လက်တွေ့ဆန်းသပ်ပြီးတော့မှကိုယ်တိုင်သိရှိသွားတာလားဆိုဘလို့တည်သွားလဲ ဆရာတယောက်တည်းပြောနေရနော်အဲဟုတ်ပါတယ်နော်အဲ့တော့ဆရာတို့ကလက်တွေ့ဆန်သက်ပြီးတော့မှသိရှိသွားတဲ့အခါမှာဆရာတို့ကပို့ပြီးတော့မှတ်မိစေရောနော်ဒါကြောင့်မလို့ဒါတို့သမီးတို့ဆရာနဲ့အတူတူလက်တွေ့ဆန်သက်ခြင်းလေးလိုင်းလုံးစေချင်ပါတယ်လိုင်းလုံးမယ်လို့လည်းဆရာကယုံကြည်ပါတယ်ဟုတ်ပြီနော်ဒါဆိုမဆုလေးရွာပြီနေပြန်စတုဂန်တစ်ခုရဲ့တော့ပြင်မြင်တစ်ခုသည်ထိုနေပြန်စတုဂန်ကိုထွက်ဝပိုင်းပြီးတော့ဖက်တူညီတိကန်တစ်ခုကိုဖြစ်ပေါ်စေရဲဆိုတော့ဒါတို့မှတ်ထားရမယ်ဒါဆိုရင်ဒီနေ့ရဲ့ သင်ခန်းစာလေးကပြီးသွားပါပြီအဆိုင်ရင်ဆရာတော်တွေဒီနေ့စကားလက်ဆောင်လေးဆရာပြောနေကြတဲ့အတိုင်းပဲသင်ခန်းစာပြီးသွားတဲ့အခါမှာစကားလက်ဆောင်လေးကဘာဖြစ်မလဲဆိုတော့အရာရာတွေ့တာမှုမရှိလေချမ်းသာပြီအဲ့တော့အရာရာတွေ့တာမှုမရှိလေဆိုတာဘယ်အရာရာတွေကိုပြောတာလဲဆိုတာဒါတို့တမီးတို့ဇက်တော်ထဲမှာ950ဇက်တော်ထဲမှာအဖက်ကြီးစေချင်ပါတယ်ဒါတို့တမီးတို့တွေဒီဆရာမိဘတို့တင်တဆင်မြင့်အောင်ကြိုးစားနိုင်တဲ့ဈာန်သာကျောင်းသူလေးများဖြစ်ကြပါစေ 拜拜。Bye bye.